ဟယ်လိုအားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေအပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေခက်စစ်စိတ်ထွက်ပေါ်လာပြီးတဲ့နောက်မှာကျွန်တော်တို့ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့အယုံကြည်အားဆုံးလို့ပြောရမယ်တပိရောစတိန်တို့အားဖာဘရီဇိုရိုမန်နိုတို့ကလည်းတောက်လျှောက်ဆိုလို့မန်ချက်စတာ United နဲ့ပတ်သက်တဲ့သတင်းတွေကိုထပ်ပြီးတော့အရှင်းရှင်းလင်းလင်းပြောလာကြတာတွေကျွန်တော်ရှိတယ်ပေါ့လေဒီထဲမှာကျွန်တော်တပိရောစတိန်ပြောထားတဲ့သတင်းတွေကိုဆက်ပြီးတော့ကျွန်တော်ကြည့်ရရင် ယူနိုက်တက်ကချန်ပီယံစ်လိဝင်ခွင့်ဥရောပဝင်ခွင့်ရခြင်းမရခြင်းအပေါ်မူတည်ပြီးတော့ဗောနော်လက်ရှိပြင့်မှတ်ကစားသမားတွေပြောင်းလဲအများကြီးပြောင်းလဲသွားဖို့မရှိဘူးဗောဗျာလက်ရှိအသင်းမှာဘယ်လိုနေရာတွေကိုအားဖြည့်ခြင်းတလဲအဲ့ဒီနေရာတွေအတွက်ဘယ်ကစားသမားတွေဟာသူတို့ပြင့်မှတ်ဖြစ်တယ်လဲဆိုတာတွေကိုသူတို့အတိအကျတိထားပြီးဖြစ်တယ်ဗောနော်လက်ရှိတိုက်စစ်မှာဆိုလို့ရှိရင်ဒါနံပါတ်10ရိုးတိုက်စစ်ကစားမတစ်ယောက်နဲ့စထရိုက်ကာတိုက်စစ်မှုစစ်စစ်တစ်ယောက်ကိုခေါ်ဖို့အတွက်ဒါဦးစားပေးခေါ်ဖို့အတွက်လုံအောင်အစင်သိရှိနေတာ ီနေရာနှစ်နေရာကိုမဖြစ်မနေအားဖြည့်ဖို့ကချန်ပီယံစ်လိဝင်ခွင့်ရမှအားဖြည့်မယ်လို့နော်ချန်ပီယံလိဝင်ခွင့်မရမှအားဖြည့်မယ်လို့ဒီမဟုတ်ဘဲနဲ့ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်တိုက်စစ်မှုစစ်စစ်နဲ့နံပါတ်10 striker နံပါတ်10ဒီ Nero နံပါတ်10ကစားမတစ်ယောက်ကတော့အရခေါ်ဖို့အတွက်နော်အသင်းဘက်ကပြင်ဆင်ထားတယ်ဗောဗျာဒီနှစ်နေရာကိုခေါ်ဖို့အတွက်လည်း Manchester United ကຫນွေရာသီအပြောင်းအရွှေ့မှာကိုကစားမတွေကိုအရင်ရောင်းချမှဖြစ်မယ်ဆိုတဲ့ပုံစံမဟုတ်ဖ ೇನೆ လက်ရှိငွေကြီးကလည်းအဲ့ဒီနှစ်နေရာအတွက်အဆင်သင့်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့အပြောင်းရွှေ့ဆိုသောစီးစီးဆိုသလိုပဲဒီနှစ်နေရာက အချိန်ကြီးကောင်းရင်ရောက်လာနိုင်စွမ်းရှိတဲ့အချိန်ကြီးမျိုးပါဆိုတော့အဲ့ဒီနှစ်နေရာအတွက်ပေါ့နော်ကျွန်တော်သားဒီစီမန်ယူတို့ပြီးလို့ရှိရင်တိုင်လာဒီပလင်တို့ဆိုတာမျိုးကဟိုမက်ဒီယက်ကွန်ညာတို့ဘာတို့ကိုမရခဲ့မှတခြားပြစ်မှတ်ဖြစ်ပေါ့နော်ဒါ second choice ဖြစ်အသင်းဘက်က option တခုဖြတ်ထားတဲ့ကစားမားတွေအသင်းဘက်ကတော့ ဥပန်ရတဲ့အတိုက်စီကစားမဖြစ်သူမက်သီးစ်ကွန်ညာကိုခေါ်ဖို့အတွက်လက်ရှိမှာတက်တော့ကြွကြွလှုပ်ဆောင်နေတယ်လို့ကစားမဖြစ်သူကိုအရာခေါ်ဖို့အတွက်လည်းပြင်ဆင်ထားတယ်။သူမရဘူးဆိုမှစီမင်ယွန်တို့လိုကစားမတွေတိုင်လာဒီပလင်တို့လိုကစားမတွေကိုပြစ်မှတ်ထားတာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီဒီနေရာမှာဗျကျွန်တော်တို့ကဒီအရင်တုန်းကတော့ပေါ့နော်ကျွန်တော်မင်းပြပြောသလိုပဲအော်ကိုတင်ကတော့ဟေးလက်ရှိအရင်ကစားမတွေကိုရောင်းချပြီးမှမြန်တိုက်စစ်တွေခေါ်နိုင်မှာလားပေါ့။ဘာလို့လဲဆိုတော့တောက်လျှောက်ဆိုလို့ ဒီ UK ကလာတဲ့ journalist တွေသူတို့ပြင်အဲ့ဒီ Manchester United source တွေကအကုန်လုံးအဲ့လိုမျိုးတွေပဲတင်ထားကြတာ哦။ဒါပေမဲ့လို့ David Rothstein ကတော့ရှင်းတယ်။ကျွန်တော်တို့နေဒီ United ရဲ့ဘက်ကပေါ့နော်တိုက်စစ်မှုစစ်စစ်တယောက်နဲ့ Neverton ကစားမတယောက်ခေါ်ဖို့တွေကကစားမတွေအရင် ရောင်းဖို့မလိုဘူးဆိုပြီးတော့ပြောထားတယ်။ဒါကြောင့်ကျွန်တော်တို့နေအသင်းတစ်ဝက်ကတော့ဒီကစားမနှစ်နေရာကိုခေါ်ဖို့အတွက်လည်းငွေကြေးလုံလောက်တယ်ဆိုတာကတည်င်းကောင်းပါ။ เนาะအများကြီး company တွေမှာဆိုတော့ဒီနေရာမှာကျွန်တော်ခုနကပြောချင်တဲ့စင်မီညူတို့တိုင်လာဒီပလင်တို့ပေါ့နံပါတ်10တို့နဲ့ပတ်သက်ရင်စင်မီညူကတော့ဗျာဘယ်လိုပြောမလဲအကွန်ညာထက်တော်မှာပိုဈေးကြီးတယ်အမှန်တမ်းပြောရရင် second choice လို့လာကျွန်တော်ဗျာကွန်ညာထက်တော်မှာပိုဈေးကြီးတယ်သူသဖြင့်ဟိုဘယ်လိုပြောမလဲဝူဘန်တန်ရဲ့ဘက်ကကျတော့ဒီကစားမနဲ့ပတ်သက်လို့ရှိရင်သူတို့မှာကယောကြီးရှိတယ်ယူနိုက်တက်ဘက်က62တန်းယောဂျီ65တန်းလား62တန်းလားမသိကျွန်တော်ယောဂျီပြရမယ်ယောဂျီပြရင်ခေါ်နိုင်နေပေါ့ ဒါမျိုးဥပဘုံမောင်းကကြတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ဥပအနန္တပို့ပြီးတော့ perform ဖြစ်နေတဲ့အတင်လုတ်ပြနေတဲ့အတင်လည်းဖြစ်တယ်စင်မင်ယူကလည်းသူတို့အတွက်အရေးကြီးတဲ့ကစားမတစ်ယောက်လည်းဖြစ်တယ်ရောဂျီနီဘာလီလည်းသိမကြဘူးဆိုတော့သူတို့ကဟိုဗဇက်ထဲမှာရှိတာပြတယ်လားသူတို့တန်ကြီးကဆိုတော့သူတို့အမိမှုတောင်းပလိုက်လို့ရတဲ့အချိန်ကြီးမျိုးဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီတိုက်စစ်နဲ့ပတ်သက်လို့ရှိရင်ကိုညာထက်တောင်မှာစီမင်ညိုဟာပို့ပြီးတော့ဈေးကြီးနိုင်တယ်ဆိုပြီးတော့ကျွန်တော်မြင်ရတာဒါပေမဲ့လို့အတင်းဘက်ကတော့ ချင်မင်ညူတို့ဘာလို့ဆိုတမျိုးကကွန်ညာကိုမရမှပြစ်မှတ်ထားတာတဲ့သဘောမျိုးပါကွန်ညာဒီအတင်းရဲ့နံပါတ်10ရုပ်အတွက်နံပါတ်1ဦးစားပေးပြစ်မှတ်ဖြစ်တယ်ဗောနော်နောက်တစ်ယောက်ကတော့တိုင်လန်ဒီဗလင်ပေါ့ဗျာတိုင်လန်ဒီဗလင်နဲ့ပတ်သက်လို့ကတော့ဒီကနေ့တွေးကြည့်ရရင်ဗျာဒီကစားမကိုခေါ်နိုင်မယ်ပဲထားအောင်18နှစ်18နှစ်ရွယ်ပလေယာတစ်ယောက်တွေ United လို့အတင်းမျိုးမှာเนาะ week in week out ကျွန်တော်တို့ကပွဲတိုင်းပွဲထွက်ခွင့်တွေမှာကစားပြီးတော့ perform လုပ်ပြနိုင်ဖို့ကမလွယ်ပါဘူး ဆိုတော့ဒီဒီဗလင်တို့ဘာလို့ကကျွန်တော်နောက်တဲ့နှစ်နှစ်လောက်နေမှာကောင်းကောင်းကင်ကင်းကြီး special ဖြစ်လာမယ့် player မျိုးအသင်းကိုရောက်လာပြီဆိုလို့ရှိရင်ဒီယာဒီမှာချက်ချင်းဆိုလို့ပွဲတော်ကွင်းနေအမြဲတမ်းပြီးလို့ရကြမှာရမှာဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးတွေအတွက်ဒီဗလင်တို့ကဘာလို့အခုချိန်ခေါ်လို့ကောင်းတဲ့ player မျိုးတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ကိုရီအခုလူတာကချက်ချင်းအပတ်တိုင်းတုံးလို့ရမယ့်တိုက်စင်မှုမျိုးကိုလူတာ number 10လို့မျိုးဆိုတော့အဲ့လိုမျိုးကဒီဗလင်ကမဟုတ်ဘူး ဒါကြောင့်ပေါ့နော်ဒီပလင်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ခေါ်မယ်ဆိုရင်တော့မှဒီယာဒီမှာဟိုထားပါတော့ဒုတိယပိုင်းမှာထည့်လိုက်တာမျိုးမိနစ်20လောက်ပြီးကစားတာမျိုးနော်ကျွန်တော်တို့ဒါပထမဦးဆုံး2ပွဲမပါနိုင်ဘူးဟေးနောက်ပွဲလေးမှာ3တာမျိုးတိုင်မှုတွေမြင်ရနိုင်တယ်ဆိုတော့အသင်းကပေါ့နော်အားကိုးရမယ့် player တစ်ယောက်ကိုခေါ်ဖို့နံပါတ်1ကိုကျူးပန်းနေတဲ့အခါမှာအဲ့လိုမျိုးကကျွန်တော်တို့အဆင်မပြေဘူးဒါကြောင့်ဒီ United အနေနဲ့ Tyler Dibling တို့ဆိုတာမျိုးကလည်းပြီးရင်လည်းဈေးရကြီးသေးတယ်ဗျလူငယ်ဖြစ်တဲ့အတွက်ကြီးလေမလုံးနဲ့သူများဟိနော်ဈေးရကြီးသေးတယ်ဈေးရကြီးသေးတယ်အဲ့လိုမျိုးဆိုတော့ ဟိုအချီနီကမဟန်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်မတ်ဒီယက်ကွန်ညာသည်အတင်းတွဲအဖြစ်ပဲဒီပလင်တို့ဆင်မညိုတို့ဆိုတာမျိုးကအတင်းဘက်ကတိတ်တက်နိုင်တယ်မှာပါတယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဒါကြတော့လက်ရှိမှာဒေးဗစ်ရိုစတိန်ကပြောထားတဲ့အတင်းရဲ့နံပါတ်10တိုက်စစ်နဲ့ပတ်သက်လို့ပေါ့လေဒါကောင်းပါလေဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီဥရောပဝင်ခွင့်မဝင်ခွင့်တွေကိုကျွန်တော်ကြည့်ပြီးတော့ကစားမပြည့်မဲ့တွေပြောင်းဖို့မရှိတယ်လို့เนาะပြီးလို့ရှိရင်လည်းပဲဒီဘယ်လိုပြောမလို့ United အနေနဲ့ပေါ့နော်အခုခေါ်မယ်ဆိုရင်တော့မှငွေကြီးရှိတယ်ဆိုတဲ့သဘောမျိုးပဲဒါကောင်းတဲ့တဲ့မှာမဟုတ်လို့ရှိရင်ကျွန်တော်တို့ကငါတို့ဘသူကိုမြန်ရောင်းချမလဲဟိနော်အဲ့ကနေမှငွေရမှာဟိဆိုတဲ့ပုံစံမျိုးကိုစောင့်နေအောင်ပါဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ပြောရရင်အတင်းရဲ့ပေါ့နော်အဲတိုက်စစ်မှုစစ်စစ်ပိုင်းနဲ့ဖက်တလူကတော့အရင်နေ့တွေတုန်းကသူဖော်ပြထားတဲ့အတိုင်းပဲ Liam Delap ဒီ Manchester United ရဲ့ number 1တိုက်စစ်မှုပြစ်မှတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ Vinda Gyökeres လည်းမဟုတ်တော့ဘူး Victor Osimhen လည်းမဟုတ်တော့ဘူး လုံးဝ Liam Delap ပဲဆိုတဲ့သဘောမျိုးပါ။အဲ့တော့ဒါအပြင် United အသင်းမှာတခြား option တွေလည်းရှိနေတယ်။နော်အထူးသဖြင့်တော့ Resman Hoyland လို့ကစားမားတွေရှိလက်စားသူတွေအသင်းမှာရှိနေသေးတာဖြစ်တဲ့အတွက်ဒီကစားမားတွေကိုပဲဆက်သုံးပြီးတော့တခြားနေရာကိုအာယုံဆိုင်ခေါ်သွားတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော်။ဆိုတော့ဒါကဟိုနည်းနည်းတော့ concern ဖြစ်စရာပဲ။ကျွန်တော်ကတော့ဗောနော် Hoyland ကလက်ရှိမှာအားကိုးလို့ရတဲ့ပလေယာမျိုးဟုတ်မနေတဲ့အတွက်အသင်းဘက်ကတော့ okay ငါတို့မှာ Hoyland လောလောဆယ်တိုက်စစ်မှာရှိနေတာပဲ ကျန်တဲ့နေရာလေးတွေ wing backs ကလေးတွေနောက်ပြီးလို့ရှိရင်စန်နမေလေးတွေကိုငါတို့ဒါဦးစားပေးပြီးတော့ခေါ်ကြစို့ဟေးဆိုပြီးတော့အဲလှုပ်လို့အစင်ဒီတင့်တော်တဲ့နေရာမှာပါတယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အခုတိုက်စစ်ကကျွန်တော်တို့မှာ resman wildlands ကနေပြီးတော့ဘာမှသိအားကိုလို့မရဘူးဗျာဘာမှသိအားကိုလို့ကျွန်တော်မရဘူး twin goal တွေနဲ့ပတ်သက်လို့လည်းအာမခံချက်ကရှိတဲ့ player မျိုးမဟုတ်ဘူးဆိုတော့ ဖိုင်လန်ကိုအာကူပြီးတော့ဂျန်တဲ့နေရာတွေဥစားပေးခေါ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေးလို့ရတယ်လို့တော့မထင်ဘူးပေါ့နော်ခုနကသူဒေဗစ်တော်စိန်ပြောသလိုဆိုလို့ရှိရင်အတင်းကတိုက်စစ်မှုနဲ့ကျွန်တော်တို့ဒါနံပါတ်10ရုပ်ပလေယာနှစ်နေရာတယောက်တည်းပေါ့နော်ဒါခေါ်ဖို့အတွက်ငွေရှိတယ်ဒါအဲ့လိုငွေရှိတယ်သူတို့နှစ်ယောက်ကိုလည်းထပ်ခေါ်ခေါ်ပြီးသွားပြီးထားအောင်တော့အတင်းဘက်ကတခြားကစားမတွေကိုရောင်းလို့ငွေလေးတွေပြန်ရလာပြီးဆိုလို့ရှိရင်ဟောတခြားနေရာတွေအားဖြည့်လို့ရတယ်ဒါမှမဟုတ်သွားလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ကိုဘက်ကလည်း ကစားမားတွေရောင်းဖို့ကတအားကိုခဲရင်နေတယ်ဘာညာအဲ့လိုတွေဖြစ်လာပြီဆိုလို့ရှိရင် okay ငါတို့တော့ဟေ့ never tenru player တယောက်ကုညာကိုယင်ခေါ်လိုက်မယ်ကျန်တဲ့ငွေရတာအဆင်သင့်ရှိတယ်ဒါမှမဟုတ်တုံးလိုက်ပြီဆိုလို့ရှိရင်တိုက်စင်မှုအတွက်တုံးလိုက်ပြီဆိုလို့ရှိရင်ကိုကစားမားတွေလည်းရောင်းလို့ရောင်းပြီးတော့ငွေထက်ရှာလို့ခဲရင်နေတဲ့အခြေအနေမျိုးမှာအာကွင်းလေတို့ဝင်းဘတ်တို့ကခေါ်လို့အဆင်မပြေတော့ဘူးဆိုတော့တိုက်စင်မှုကိုခဏထား ဝင်းလေတို့เนาะဝင်းဘက်စတီတူကိုခေါ်ဖို့ရင်ကျူးပန်းလိုက်မယ်ဆိုတဲ့ပုံစံမျိုးလေအသင်းဘက်ကလှုပ်သွားနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ပေါ့နော်အသင်းဘက်ကငွေအစင်းနဲ့ရှိသည်ဖြစ်စီမရှိသည်ဖြစ်စီကျွန်တော်တို့ရဲ့လက်ရှိကစားသမားတွေအရင်ရောင်းချဖို့ကျွန်တော်ရောင်းရောင်းချနိုင်ဖို့ကျွန်တော်လိုတယ်။เนาะရောင်းချနိုင်ဖို့ကျွန်တော်လိုတယ်။ကျွန်တော်တို့ကတိုက်စစ်မှုနဲ့နံပါတ်10ရုပ်နှစ်ယောက်ပဲအားဖြစ်ုံနဲ့အသင်းကအခြေအနေကောင်းမသွားဘူး။အသင်းမှာကျွန်တော်တို့ပေါ့နော်ကွင်းလေကက်စမဲရိုတို့အဲရစ်ဆင်တို့ကိုကျွန်တော်တို့ကလက်လွှတ်ရမယ့်ကန်တာမျိုးကိုရောက်နေပြီ။ ကျွန်တော်ကွင်းလေကျွန်တော်တို့ကလုံးဝအားဖြည့်ဖို့ကျွန်တော်တို့လိုတယ်အ ਨੇ သုံးမရဘူးဆိုလို့ရှိရင်တော့မတယောက်တော့မဖြစ်တော့မဖြစ်မနေကျွန်တော်တို့အားဖြည့်ဖို့လိုတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့က win backs win backs တွေဆိုတာမျိုးကကျွန်တော်တို့နေနေပေါ့နော်တယောက်နှစ်ယောက်နဲ့မလောက်ဘူးပြာသေးလားနော်ဟို left win backs မှာဘာလို့ရှိလဲခုလိုလိုစင်မှာကျွန်တော်တို့ဒီထားပါတော့ heavy armes နေရာရလာမယ်ဆိုလို့ရှိရင်တော့မှ heavy armes နဲ့ patrick drew ကိုကျွန်တော်တို့ရှိမယ် right win backs မှာဆိုလို့ရှိရင် armadia လို့ကျွန်တော်တို့ရှိမယ် ဒါလောတို့ဘာတို့ကအဆင်မပြေဘူးဒါလောတို့ကိုကျွန်တော်တို့က plan plan အတင်းရဲ့ first line နဲ့တဲ့ကနေမိထားမှာကိုကျွန်တော်တို့ရမှာเนาะ master week ကလည်းအများစုက win backs မှာဆိုဘယ်လိုမှအဆင်မပြေဘူးဒီလားဆိုတော့ဟိုဘယ်လိုပြောမလို့ center back ဒီဘာဒီမှာပဲကျွန်တော်တို့ကသူ့ကိုအများစုမြင်ရမှာဆိုတော့နောက်ထပ် win backs တယောက်ကလူကိုလူတဲ့အ ਨੇ ဆုံး center mid field တယောက် win backs တယောက်နဲ့ပေါ့เนาะ center forward တယောက် number 10 root တယောက်ဆိုပြီးတော့အ ਨੇ ဆုံးကျွန်တော်တို့ခေါ်နိုင်မှုလူတဲ့ ဒါတော့မှကျွန်တော်တို့အနေနဲ့ Johnny Evans တို့နားဖို့ရှိတယ် Lindelof တို့အသင်းကထွက်ဖို့ရှိတယ်ဆိုတော့ခံစစ်နေရာတွေကျွန်တော်တို့မပြောသေးဘူး Listener တို့ Mari နဲ့မကြာခဏဒဏ်ရာတွေရတတ်တယ်ဒဏ်ရာရရင်လည်းအကြာကြီးဖြစ်တတ်တယ်အဲ့ဒီနေရာတွေကျွန်တော်ထက်တွေ့မထားသေးဘူးဘိုးသမားနေရာတွေကျွန်တော်ထက်တွေ့မထားသေးဘူးဒါကြောင့်ဘောနော်အသင်းအတွက်ဒီလာမယ့်ရာသီအပြောင်းအရွှေ့ကတော့ကိုရှုပ်ထွေးလွန်ပြီးတော့အလုတ်တအားလောက်ရမယ့်ရာသီနောက်သေးတော့လည်းပဲလက်ရှိအသင်းမှာတော့ငွေတော့ရှိတယ်တိုက်စီမှုနဲ့နံပါတ်10ရဲ့နေရာအတွက်ဆိုတော့ Rashford ကို ရောင်းချရမယ်เนาะကန္နာကကျွန်တော်အောင်မြင်မှုလိုတယ်ဂျီဒန်ဆန်ချူကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ရောင်းချနိုင်မှုကျွန်တော်လိုတယ်အန်တိုနီဆန်ချူဆန်တိုကိုလည်းလို့เนาะရောင်းချနိုင်မှုကျွန်တော်လိုတယ်မာလာစီယာကိုရောင်းချနိုင်မှုကျွန်တော်လိုတယ်အသင်းဘက်မှာငွေရနိုင်စွမ်းရှိတဲ့ player တွေကျွန်တော်တို့ကရောင်းနိုင်မှရမှာเนาะဆိုတော့ဒါကြောင့်မကာနာချူတို့ခူမီနူးနူးနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့မှာတရင်ထက်မထွက်တော့ပါဘူးလို့ကျွန်တော်ပြောလို့မရဘူးကိုဘကငွေလူနေတဲ့ချင်းဒီမျိုးမှာအတင်းဘက်ကရောင်းချင်လဲရောင်းချသွားမှာပဲငွေများများရပြီးတော့ရှာနေငွေရှာနေမဲ့သူမျိုးကို အောက်တော့ကျွန်တော်ကြည့်ရမှာပေါ့လေဒါကြောင့်ပေါ့နော်ဇက်လေးခြုံကြည့်ရမယ်ဆိုလို့ရှိရင်အတင်းမှာတိုက်စစ်မှုစစ်စစ်ဖြစ် Lion Dilab ဒီအတင်းရဲ့ number 1 striker ဖြစ်တဲ့ဦးစားပေးခေါ်ယူမဲ့တိုက်စစ်မှုဖြစ်တဲ့ဒီအတွက်လည်းငွေကလက်ရှိမှာအဆင်သင့်ဖြစ်နေပြီအဆင်သင့်ရှိတယ်ကျွန်တော်တို့ဒါချက်ချင်းခေါ်လို့ရတယ်ပေါ့ကျွန်တော်တို့အချိန်ကြီးကောင်းရင်နောက် number 2ရို့မှလည်းပဲ Matthias Kunya ဒီအတင်းတွက် number 1ဦးစားပေးပြင်မဲ့ဖြစ်တယ်ဒီကစားမကိုခေါ်ဖို့အတွက်လည်းငွေရအတင်းလက်ထဲမှာအဆင်သင့်ရှိတယ်လက်ရှိမှာလည်းကွန်ညာကိုတန်းကပြောင်းကျင်နေပြီးတော့အချိန်ကြီးတော်တော်ကောင်းနေပေါ့နော် ဆိုတော့အဲဘယ်လိုပြောမလဲအတင်းမှာတော့စီမန်ယူတို့ဒီဗလင်တို့ကတော့နံပါတ်1တို့ဒုတိယ second choice တွေပဲကျွန်တော်ရှိနေတယ်။ဒါမှမဟုတ်ကုညာနဲ့ဒီလက်ပြီးအတင်းရဲ့ဦးစားပေးပြင်မှတ်ပေါ့ဗျာ။ဆိုတော့ညီကလေးတို့နေရောတင်တိုက်စစ်တွေနဲ့ပတ်သက်ပြီးတော့ဒီလက်နဲ့ကုညာတို့ဟာအတင်းတွေကလုံးဝတကယ်ဖြစ်တဲ့ဦးစားပေးပြင်မှတ်တွေလို့ကျွန်တော်ထင်ကြလား။ဘယ်ကစားမတွေကပို့ပြီးတော့ကောင်းတဲ့ပြင်မှတ်တွေဖြစ်ကြမလဲ။ဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။